Hello အားလုံးမင်္ဂလာပါရှင် Pure Yoga Studio ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်မမျှဝေခြင်းတဲ့အကြောင်းအရာလေးက Astanga Yoga နဲ့ပတ်သက်ပြီးတော့ Astanga Yoga ရဲ့ Standing Sequence မှာကို Surya Namaskar A B ပြီးွားလို့ရှိရင် Standing Sequence စတယ်ပေါ့နော်အဲ့တော့အဲ့ Standing Sequence ကကျွန်မတို့ Astanga Yoga မှာ series 6ခုရှိတယ် series 6ခုရဲ့ဘယ် series မဆိုကျွန်မတို့ Astanga Standing Sequence ထိကလေ့ကျင့်ရတယ်အဲ့တော့ အစတန်ကယောဂကိုလေ့ကျင့်မယ်ဆိုလို့ရှိရင်ကျမတို့သင်ကြားတဲ့နည်းငယ်လေ့ကျင့်တဲ့နည်းကနှစ်နည်းရှိရလို့ကျမအမြဲမျှဝေပြုတယ်။အဓိကလေ့ကျင့်တဲ့ method ကတော့ mind source style လေ့ကျင့်တယ်။ mind source style ဆိုတာကိုယ့်ဟာကိုယ် set practice လုပ်ရတယ်။ကိုယ့်ရဲ့ set pace breathing နဲ့ကိုယ့်ရဲ့အသက်ရှူသွင်းရှူထုတ်နဲ့အတူတူကိုယ့်ရဲ့ movement နဲ့အတူတူသွားရတယ်။သို့တော့ studio မှာလာကျင့်တယ်ကျမ studio မှာကျမတို့ studio မှာလာကျင့်တယ်ဆိုလို့ရှိရင်ဆရာက adjustment ကောင်းကောင်းလုပ်ပေးတယ်။ပြီးသွားလို့ရှိရင် သေချာမှန်လားမှားလားကြည့်ပေးရပေါ့နော်အဲ့ဒါကို myso style လို့ခေါ်တယ်အဲ့တော့သူများကိုကိုကလည်းစောင့်ကြရမလို့ကိုကလည်းသူများကိုစောင့်ကြရမလို့ဒါက myso style ရဲ့အားသာချက်တွေပေါ့နော်အဲ့တော့ထားပါတော့အဲ့တော့ myso style လေးကျရင်ကိုကကိုမှတ်မိအောင်ကြိုးစားရတယ်အဲစတူဒီယိုမှာတော့ကျမကအဲတစ်ခါလေကြလို့ရှိရင် chat လေးကိုကြည်ကြည်ကြည်ပြီးတော့လေ့ကျင့်မှုတော့အဲပြောပြတယ်ဒါပေမဲ့လို့က chat ကိုအားကိုးပြီးလေ့ကျင့်တာထက်ကိုကကိုအုံနောက်က memorize လုပ်ဖို့လိုတယ် တော့အုံနောက်က memorize လုပ်ဖို့ဆိုရင်ကျမအတိက standing sequence တွေ distance တွေကိုမှတ်ရမှာပဲကျန်တာတွေကဘာမှမဟုတ်ဘူးတဖြည်းဖြည်းမှတ်မိပါလိမ့်မယ် distance ခြေထောက်ရဲ့ distance ပေါ့နော်အဲ့တော့ surya namaskar a sun a sun b လို့အတူကောက်ခေါ်တယ်ပြီးွားလို့ရှိရင်ပထမဦးဆုံးစတဲ့ pattern gusta sana pattern hasta sana ဒီခြေထောက်ရဲ့ distance တွေ hip distance ဒီမှာအကျအဲ့တော့မှတ်မိပြီဆိုရပြီပထမတစ်ခုက hand to big toe ဒုတိယတစ်ခုကလက်ဖွာခြေဖွာအောက်ကိုထည့်တယ် okay fibrosis ဟုတ်ပြီဒီနှစ်ကွက်ပြီးွားလို့ရှိရင်နောက်ထပ် distance တစ်ခုက utita trigonasna triangle သူ့ရဲ့ distance က6တောက်တစ်ချောင်းစာဥမာကျမရဲ့အရက်ကပူတဲ့သူဖြစ်တဲ့ကြောင့်မို့ကျမရဲ့အရက်ပေါင်ရင်းကနေ6တောက်တစ်ချောင်းစာ distance ရှိရ A ပြီးွားလို့ရှိရင်ခါလှဲတဲ့ဟာ B ဟုတ်ပြီနော် အဲ့တော့နောက်ထပ် post တစ်ခုကတော့ကျမတို့ utita password corner စနား side angle side angle ရဲ့ distance ကကြတော့ warrior 2ကနေကျမတို့ဝင်တယ်သူဒီပခုံးအကျဲနှစခွဲဟုတ်ပြီနော်သူဒီ distance တော်တော်လေးအကျဲဆုံးပဲ standing sequence နေထဲမှာ standing sequence standing standing sequence ရဲ့6တော့အကွာအဝေးအကျဲဆုံးတစ်ခုက side angle post ပဲ sanskrit လို့ဥတီတာ password ကိုနာစနာ a b ခါလဲဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တတိယတစ်ခု standing ထပ်သွားမယ်သူကတော့ကျမတို့ပခုံးအကျဲနှစ်ဆဟုတ်ပြီနော်အဲ့တော့ပခုံးအကျဲနှစ်ဆ prasarita padodana sana a b c d အင်္ဂလိပ်လို့ဆိုလို့ရှိရင် y letter forward 4အဲ့တော့6က ပခုံးအကျဲနှစ်ဆသူဒီ triangle လိုမျိုးလဲနည်းနည်းလေး triangle တဲ့နည်းနည်းလေးပိုကျဲတယ်နော် distance ကိုအဓိကမှတ်မယ်ဟုတ်ပြီနော် A position B position C position D position okay now so standing ကတော့ကျမတို့ passport တာနာစနသူကတော့တပေတပေခွဲအများဆုံးတပေတပေခွဲအများဆုံးပဲ ကျွန်မဆိုလို့ရှိရင်တပေကြော်ကြော်လောက်လေးပဲဒါခံမှန်းချင်း distant ကျင်းတယ်တပေကြော်ကြော်လောက်ပဲ okay နော်ဒါဆိုလို့ရှိရင်ကျွန်မတို့ standing sequence ကိုမှတ်မိခြင်းတယ်ဆိုလို့ရှိရင်6တောက်တည်းရဲ့အကွာဝေးကိုမှတ်မိအောင်ကြိုးစားလိုက်မယ်ဆိုလို့ရှိရင် post number မှတ်မှတ်မိရင်တော့မှကျွန်မတို့ standing sequence ထိကိုကောင်းကောင်းလေးအစတန်ကယောဂမှာစမ်းရေစမ်းပြီးပြီးလေ့ကျင့်နိုင်မှာဖြစ်တယ်ပြန်ပြောမယ်နံပါတ်1 ပဒန်ဂူစတာစနာပဒါဟက်စတာစနာတင်ပါအကျင် triangle 6တောက်တစ်ချောင်းအကျင် side angle ပခုံးအကျင်နှစ်ဆခွဲ prasarita while letter 44ပခုံးအကျင်နှစ်ဆ pyramid pose passport dana sana debe debe kwe okay အားလုံးပဲဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် ဖြူယောဂစတူဒီယိုမှာ S10 က My Soul Style ကိုကျမတို့အင်္ဂါနေ့မနေ့ပိုင်း9နာရီနဲ့အဲ sorry အင်္ဂါနေ့ပေါ့နော်ဟုတ်တယ်9နာရီပြီးသွားလို့ရှိရင်ဗုဒ္ဓဖူးနေ့2ရက်မနေ့ပိုင်းမှာရှိမယ်ညနေပိုင်းမှာဆိုလို့ရှိရင်ကြာတာပဲတောက်ကြ My Soul Style ကျမတို့ညနေ9နာရီခွဲမှာရှိပါတယ် S10 က Lee Class ကတော့ကျမတို့ Guidance Class လို့ခေါ်တာပေါ့နော်အင်္ဂါအဲတနင်္ဂနွေနေ့မနေ့9နာရီမှာရှိပါတယ် S10 ကယောဂစိတ်ဝင်စားရဲဆိုလို့ရှိရင် online class ကနေလဲကျွန်မတင်ပါတယ် advanced class မှာလဲ သင်ပါတယ်အဲစိတ်ဝင်စားဆိုလို့ရှင်ကျွန်တော်တို့ချက်ပေါက်မှာလာပြီးတော့မေးမြန်းလို့ရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှပြန်လဲဆုံတွေ့ပါမယ်ရှင်